နောက်တစ်ပတ်ဒီဇွန်လ2ရက်နေ့ကနေ3ရက်နေ့တွေမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့မြန်မာပြည်တွင်းစစ်ကိစ္စဆွေးနွေးဖို့ရှိနေပါတယ်။အာဆီယံအစည်းအဝေးမှာဆွေးနွေးမယ်အဓိကခေါင်းစဉ်တွေတင်းမှာတော့မြန်မာပြည်တွင်းစစ်ကိစ္စလည်းပါဝင်မယ်လို့လက်ရှိအာဆီယံဖွဲ့စည်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကပြောလိုက်ပါတယ်။မြန်မာကိစ္စအပြင်အမေရိကန်ကကုန်သွယ်ခွင့်တွေတိုးမြှင့်မှုကိုဘယ်လိုမျိုးရင်ဆိုင်ကြမယ်ဆိုတာနဲ့တောင်တရုတ်ပင်လယ်နယ်နိမိတ် ငင်းပွားမှုတွေကိုဖြေရှင်းဖို့အဓိကထားဆွေးနွေးမယ်လို့ဆိုပါတယ်မလေးရှားမှာကျင်းပမယ် ASEAN ထိပ်သီးညီလာခံကိုတော့တရုတ်ဝန်ကြီးချုပ်လီကျင်းနဲ့ပင်လယ်ကွေ့ပူပေါင်းဆောင်ရွက်ရေးကောင်စီ GOV Corporation Council ကကိုယ်စားလှယ်ခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ် GCC အဖွဲ့မှာတော့ Bahrain, Kuwait, Oman, Qatar, Saudi Arabia နဲ့ UAE တို့ပါဝင်ပါတယ်။အမေရိကန်နဲ့ကုံသွယ်မှုများတဲ့ ASEAN နိုင်ငံတွေအနေနဲ့တရုတ်၊အိန္ဒိယဒီဥရောပသမဂ္ဂတွေနဲ့ကုံသွယ်မှုတိုးမြှင့်ဖို့လိုမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ တရုတ်နိုင်ငံနဲ့တောင်တရုတ်ပင်လယ်အငင်းပွားမှုတရုတ်အမေရိကန်အားပြိုင်မှုနဲ့မြန်မာပြည်တွင်းစစ်ကြောင်းသော ASEAN အသင်းကြီးဟာနှစ်ချမ်းကွဲစရာမရှိဘူးလို့လဲ Mr. Anwar Ibrahim ကသတင်းထောက်တွေကိုပြောပါရယ်